Hello မင်္ဂလာပါသားတို့တမလို့ရေဒီချက်ရဲ့ great for တင်ချာတန်းလေးရနေပြန်လဲကြိုးစုလိုက်ပါရရှင်ဟုတ်ပြီအဲ့တော့ဒီနေ့ဗီဒီယိုလေးကိုမစခင်မှာသားတို့တမလို့ကိုဒီချက်မိခွန်းလေးမေးချင်ပါရရှင်ကဲအဲ့တော့သားတို့တမလို့ရေဒီချက်ကဒီမှာပုံလေးတပုံဆွဲပြပါမယ်ရှင်အဲ့တော့ဒီအဖြူရောင်ဒုတ်ချောင်းလေးကဒီချက်တို့ဘလောက်ရှိတယ်လဲဆိုရင်1မီတာရှိပါတယ်ဘလောက်ရှိပါတယ်လဲ အ1မီတာရှိပါတယ်။ဟုတ်ပါပြီ။ထပ်ပြီးတော့ဒီခြေကနောက်ထပ်ဒုချောင်းလေးတစ်ချောင်းဆွဲပြပါမယ်ရှင်။ကဲအဲ့တော့ကြည့်ကြရအောင်။ဒီဒုချောင်းလေးကအဲ့ဒီ1မီတာရဲ့3ဆရှိပါတယ်ရှင်။ပြန်ပြောပါမယ်။ဒီဒုချောင်းလေးကခုနက1မီတာရဲ့ဘယ်နှဆရှိပါသလဲ။အဲ3ဆရှိပါတယ်ရှင်။တစား၊နှစား ဘဏ္ဍစလည်း3ဇပါရှင့်ကဲအဲ့ဒါဆိုလို့ရှိရင်တိကျအခုဆွဲလိုက်တဲ့ဒီအနီရောင်ဒုတ်ချောင်းလေးကအနီရောင်ဒုတ်ချောင်းလေးရဲ့အလျာကဘယ်လောက်လဲ ပြန်ပြောမယ်နော်အဖြူရောင်ဒုတ်ချောင်းလေးက1မီတာရှိပါတယ်အနီရောင်ဒုတ်ချောင်းလေးကအဖြူရောင်ဒုတ်ချောင်းလေးရဲ့3ဆရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်အနီရောင်ဒုတ်ချောင်းလေးရဲ့အလျားကဘယ်လောက်လဲဒီကျေတို့ grade 2မှာသင်ခဲ့ပါတယ်ရှင့်ဟုတ်ပြီနော်အဲ့တော့အနီရောင်ဒုတ်ချောင်းလေးက1မီတာဆိုတော့1သူ့ရဲ့3ဆကိုလိုချင်တယ်ဆိုတော့အမြောက်3ဖြစ်ပါတယ်ရှင့်ဟုတ်ပါပြီအဲ့တော့1 3ကပါနေတယ်ဆိုတော့1 3ဒီဘယ်လောက်လဲ 6ဖြစ်ပါတယ်ရှင် ဟုတ်ပါပြီအဲ့တော့အနီရောင်တို့ချောင်းလေးကဒါက2ဒါက2ဒါက2အဖြူရောင်ရဲ့ဘယ်နှစလဲ3စာဆိုတော့2ကိုဒီချေရို့ဘယ်နှခောက်လောက်ရမှာလဲ3ခောက်လောက်ရမှာပါနော်အဲ့ဒါဆိုလို့ရှင်အနီရောင်တို့ချောင်းလေးကဘယ်လောက်မီတာရှိပါသလဲ2မီတာ ဟုတ်ပါပြီအဲ့တော့တီချေရို့ကဂိမ်းတစ်ခုရဲ့အစကိုလိုချင်ရင်အဲ့ဒီဂိမ်းကိုဘာလုပ်လိုက်ရလဲ မြောင်းလိုက်ရပါတယ်ရှင်အဲ့ဒီကိန်းကိုမလုပ်လိုက်ရပါတယ်လဲမြောင်းလိုက်ရတယ်ဆိုတာကို grade 2မှာတို့တွေသင်ခဲ့ပြီးသားပါပြီ okay အဲ့ဆိုလို့ရှင် teacher တို့ဖတ်စာကလေးကိုကြည့်ကြရအောင်ပါကဲဖက်စာလေးကိုကြည့်ဒီကျဲပုံစံလေးမေးပါမယ်မိကွန်းလေးမေးပါမယ်ဒါတို့တမလို့လိုက်နားထောင်တာနော်စာတင်ကျောင်းတစ်ကျောင်းသည်7မီတာမြင့်သည် စာအုပ်ဆိုင်တစ်ဆိုင်သည်3မီတာမြင့်သည်စာတင်ကျောင်းအမြင့်သည်စာအုပ်ဆိုင်အမြင့်ဤ အစမြင်မြရှိတဲ့နီပြန်ဖတ်ပြပါမယ်စာတင်ကျောင်းတစ်ကျောင်းသည်7မီတာမြင့်သည်စာအုပ်ဆိုင်တစ်ဆိုင်သည်3မီတာမြင့်သည်စာတင်ကျောင်းအမြင့်သည်စာအုပ်ဆိုင်အမြင့်ဤအစမြင်မြရှိတဲ့နီဘာမေးထားပါသလဲဒီမေးခွန်းလေးထဲမှာဘာကိုမေးထားပါသလဲဘာကိုတီချေလို့ရှင်ရမှာပါလဲ အစမြည်များရှိလဲဆိုတာကိုရှာရမှာပါ အစကိုရှာရမှာပါရှင် ဟုတ်ပါပြီအားဆိုရင်ဒီချက်ကစာတင်ကျောင်းရဲ့အမြင့်က7မီတာဒီချက်ပုံဆွဲလိုက်ပါတယ်စာအုပ်ဆိုင်ရဲ့အမြင့်က3မီတာအဲ့ဒီစာတင်ကျောင်းရဲ့အမြင့်ကစာအုပ်ဆိုင်အမြင့်ရဲ့ဘယ်နှစရှိတယ်လဲဆိုတာကိုတို့တွေသိကြပါတယ်ရှင် ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီကျေရုတွေစဉ်းစားကြည့်ရအောင်စာတင်ကြောင်းအမြင့်ကစာအုပ်ဆိုင်အမြင့်ရဲ့ကွက်လက်အစာဖြစ်ပါတယ်ဒီကျေရုအဲ့ဒီကွက်လက်ကြီးကိုတို့တွေရှာမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီနော်အဲ့တော့စနစ်မီတာက3မီတာရဲ့အစဖြစ်ပါတယ်အဲ့တော့ grade 2မှာသင်ခဲ့တာကိုသွားကြည့်ရအောင်3မီတာရဲ့အစ3မီတာရဲ့အစဆိုတော့3အမြောက်ကွက်လက်ပေါ့ဟုတ်ပြီနော် 3အမြောက်အစအညီအဲ့ဒါကဘယ်လောက်လဲ7ဖြစ်ပါတယ်နော်ပြန်ပြောပါမယ်ဂိမ်းတစ်ခုရဲ့အစကဒီလောက်ဖြစ်တာပေါ့အဲ့ဒီဂိမ်းတစ်ခုက3 3 3ရဲ့အစက7တဲ့အဲ့ဒါကိုညီညာချင်းရေးလိုက်တော့3အမြောင်းကွလက်အညီ7ဖြစ်ပါတယ်ရှင်။ Okay အဲ့ဒီညီညာချင်းเนี่ยတီချာတို့လိုချင်တာဘာကိုလိုချင်တာလဲ။ဒီ4တောင်းကွက်ကွက်လက်ကြီးကိုလိုချင်တာပါ။အဲ့တော့ဒီ4တောင်းကွက်ကွက်လက်ကြီးကိုလိုချင်ရင်သူ့ရဲ့ဘေးမှာ ာပါနေတဲ့၃အမြောက်ကလေးကဟိုဘက်ကိုသွားမယ်။ဟိုဘက်ကိုသွားလိုက်လို့ရှိရင်တီချယ်တို့ဘာလုပ်အောင်လဲဆိုရင်စားရပါမယ်ရှင်။အမြောက်ရဲ့ပြောင်းပြန်ကဘာဖြစ်ပါသလဲ။စားရပါမယ်နော်။ဟုတ်ပြီနော်။အဲ့တော့ဒီကလပ်လေးကိုရှာဖို့အတွက်စနစ်ကိုဘယ်သူနဲ့စားရမလဲ။စနစ်အစား၃လို့တွဲရပါမယ်။အဲ့ဒါဆိုရင်အမြောက်နဲ့အစားရဲ့ဆက်သွယ်ချက်ကိုရောဒါတို့တမလို့ကပြန်မှတ်မိသွားပါပြီလား။မမေတာပဲเนาะဟုတ်ပါပြီအဲ့ဒါဆိုလို့ရှင် လာကြည့်ကြရအောင်ဟဲ့အဲ့တော့တီချယ်တို့က သိရမယ့် concept လေးကကိန်းတစ်ခုရဲ့အစကိုလိုချင်ရင်တို့တွေကမျှောက်ရပါမယ်။အခုဆိုရင်အဲ့ဒီကိန်းတစ်ခုရဲ့အစကဘယ်သူလဲ?စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့၃အမြောင်းစနစ်အညီ sorry 3အမြောက်ကွက်လက်အညီ7အဲ့ဒါကိုဒီချေတို့ကဒီကွက်လက်4000ဒုံကြီးကိုလိုချင်เนาะ7နှစ်ကိုဘယ်သူနဲ့စားရမလဲ3နှစ်စားကြရမှာပေါ့ဟုတ်ပါပြီ7နှစ်ကို3နှစ်စားရအောင်ဘာအလီဆိုမှာလဲ3အလီဆိုမှာပေါ့ကဲဆိုကြရအောင်ဟိ3တက်လီ3 3နှစ်လီ6 3 3လီကို3လေးလီ7အဲ့တော့7နှစ်မှာ3ကဘယ်နှခါပါနေလဲ4ကပါနေပါတယ်ရှင့်အဲ့ဒါဆိုလို့ရှိရင် သူ့ရဲ့မိကုံးလေးကစာတင်ကျောင်းအမြင့်ကစာအုပ်ဆိုင်အမြင့်ရဲ့ဘယ်နှစဖြစ်ပါသလဲဟုတ်တယ်လေးစဖြစ်ပါတယ်ရှင့်ဘယ်နှစလဲလေးစရမယ်နော်โอเคอ่ะဆိုလို့ရှင်ဒါတို့တမလို့ကဒီနေ့တကယ်တော့အရင်တော့ဆိုလို့ရှင်တော့ဂိမ်းတစ်ခုရဲ့အစကိုတို့တွေရှာခဲ့ကြပါတယ်ဂိမ်းတစ်ခုရဲ့အစကိုလို့ချင်းတို့တွေကမျက်ဝါမှာပေါ့အခုကကြတော့အစကိုရှာမှာဖြစ်ပါတယ်เนาะ ဟုတ်ပြီနော်အစကိုရှာခိုင်းတာဖြစ်ပါတယ်အစကိုရှာခိုင်းရင်ပေးထားတဲ့ဂိမ်းတွေကိုတို့တွေဘာလို့ကြည့်ရမှာလဲစားကြည့်ရမှာပေါ့โอเคอ่ะဆိုလို့ရှိရင်ဒီချေတို့ဘာလို့လဲနံပါတ်7ကိုတွက်လိုက်ကြရအောင်ဟိဒါတို့တမတို့ရဲ့သင်ချာစာအုပ်ကလေးထုတ်ပေးပါရှင်သင်ချာစာအုပ်ကလေးထုတ်ပေးပါခဏလေးပါနော်ခဏလေးပါနော်โอเคလာ အဲ့တော့ဘလောက်လဲ7ပုံမှာစတဲ့ပုံမှာဖြစ်ပါတယ်เนาะအဲ့တော့တအားတို့တမလို့ရဲ့တင်ညာတွက်တဲ့စာအုပ်ထဲမှာဒီချက်ကိုစတဲ့ပုံမှာလို့တက်ပေးပါတက်ပြီးသားပြီနာဟုတ်ပါပြီအဲ့တော့ပုံစံလေးဖတ်လိုက်ကြရအောင်မောင်မောင်ဤလက်ရှိကိုအလေးချိန်သည်28ကီလိုဂရမ်ဖြစ်သည် သူမွေးဖွားစဉ်ကကိုအလေးချိန်မှာ3ကီလိုဂရမ်ဖြစ်သည်လက်ရှိကိုအလေးချိန်သည် ွေးဖွားစဉ်ကကိုအလေးချိန်ဤအစဘလောက်ရှိတလဲတဲ့သူဘာလိုချင်တာလဲအစကို လိုချင်တာပါရှင့်ဟုတ်ပြီနော်အဲ့တော့ဒီချက်တို့ကဒီစာသားလေးရနေလဲညီမြချင်းလုပ်လို့ရပါသေးတယ်နားလည်ပါသလား ဟုတ်ပြီနော်အဲ့တော့လက်ရှိကိုအလေးချိန်ဒီဆိုတာကလေဒီချေတို့သင်ချာမှာဆိုရင်အညီကိုပြောချင်တာပါရှင်အိဆိုတာကဒီချေတို့အမြောက်ကိုပြောချင်တာပါရှင်အဲ့တော့လက်ရှိကိုအလေးချိန်ဒီလက်ရှိကိုအလေးချိန်ကဘယ်လောက်လဲ28โอเคအဲ့ဒီ28ကတဲ့ဒီဆိုတော့ဒီချေအညီရေးလိုက်ပြီးမွေးဖွားစဉ်ကကိုအလေးချိန်အိမွေးဖွားစဉ်ကကိုအလေးချိန်ကဘယ်လောက်လဲ3 kg ဖြစ်ပါတယ်အဲ့တော့ ုံးဣဆိုတာကအမြအဲ့တော့ဒုတွေဘာလိုချင်တာလဲအစကိုလိုချင်တာပါအဲ့တော့3ရက်အစ3ရက်ဘဏ္ဍာဆ28ဖြစ်တယ်လေဆိုတာကိုဒီချေတို့လိုချင်တာဖြစ်ပါတယ်เนาะအဲ့တော့ပြန်ပြောပါမယ်3ရက်ဘဏ္ဍာဆက28ဖြစ်တယ်လေဆိုတာကိုလိုချင်ပါတယ်အဲ့ဒါကြောင့်ဒီချေတို့ရဲ့ညီမြချင်းကို ပြန်ကြည့်လိုက်တဲ့အခါမှာတကယ်ဆိုလို့ရှိရင်เนาะ3ရက် အစကဒါမှမဟုတ်ရင်အဲ့ဒီနေရာမှာ၄တောင်တုံးလေးပေါ့နော်၃ရက်အစဘလောက်က28ဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒီညီများချင်းတကယ်ဆိုရင်ဒီညီများချင်းဖြစ်ပါတယ်အဲ့ဒါကိုဒီချေတို့ကစာသားလေးနဲ့ဘာလို့လိုက်တာလဲ အဲရေးလိုက်တာပါနော်ဟုတ်ပါပြီအဲ့တော့စာသားနဲ့ရေးရတာခက်နေမယ်ဆိုလို့ရှင်တော့ငကိုတွေကတီချေတို့တိထားတဲ့အတိနဲ့ပဲတို့တွေလုပ်ကြည့်ကြရအောင်လက်မွေးဖွားစဉ်ကကိုအလေးချိန်ဤအစကလက်ရှိကိုအလေးချိန်ဖြစ်တယ်အဲ့တော့မွေးဖွားစဉ်ကကိုအလေးချိန်ဤအစမွေးဖွားစဉ်ကကိုအလေးချိန်က3အဲ့တော့3ရဲ့အစဆိုတော့3အမြောက်တို့တွေကွက်လက်ပေါ့ ဟုတ်တလားအန်ညီလက်ရှိကိုအလေးချိန်ဖြစ်တယ်ဆိုတော့28ပါရှင်ဆိုလိုတာကမွေးဖွားစဉ်ကကိုအလေးချိန်ရဲ့ဘဏ္ဍဆက်က28ဖြစ်တယ်လေလို့မေးတာပါအဲ့တော့ဒီချယ်တို့က4000တုံးလေးကိုလိုချင်ပါတယ်ရှင်4000တုံးလေးကိုလိုချင်ရင်ဒီက3ကဟိုဘက်ကိုသွားရပါမယ်နော်အဲ့ခါဆိုရင်28ကိုဒီချယ်တို့ဘာလုပ်လိုက်ရမလဲ3နဲ့စားလိုက်ရပါပေါ့အဲ့တော့တို့တွေက4000တုံးလေးလိုချင်တယ်28ကို3နဲ့စားရအောင်28ထဲမှာ3ဘဏ္ဍချိန်ပါတယ်လေ3လီဆိုရအောင်ဟစ်3တက်လီ3 东南立秋，东东里果，东里里三凉，东阿里三阿东草立生雪，冬困立立三的，东雪立立三里东枯立那湿，困的白雪，东不那靠半里巴的嘞。枯噶哎里罗东叶不那沙噶，那是困的皮巴的嘞。后在东叶枯沙噶，那是困的皮巴的些。哎罗皮出加呀啊哎伊啊，豆维土泡着也一皮，哎皮不那沙嘞。 ကိုးစားအဲ့တော့လက်ရှိကိုအလေးချိန်ရဲ့ကိုးစားက sorry ပါ မွေးဖွားစဉ်ကကိုအလေးချိန်ရဲ့ကိုးစားကဘာတူဖြစ်ပါတလဲလက်ရှိကိုအလေးချိန်ဖြစ်ပါတယ်เนาะပြန်ပြောမယ်မွေးဖွားစဉ်ကကိုအလေးချိန်ရဲ့ကိုးစားကလက်ရှိကိုအလေးချိန်ဖြစ်ပါတယ်နားလည်သွားပါပြီလား ဟုတ်ပါပြီ။ Okay အဲဆိုလို့ရှိရင်ဒီချေတို့နံပါတ်7ကိုဆက်သွားကြရအောင်ဟိ။ဒါတို့တမလို့ရေဒီချေကိုနံပါတ်7တပေးပါ။ဩနံပါတ်7ပုံစံလေးကြည့်ပေးပါ။ Okay ပုံစံနံပါတ်၄ကူရေးပေးပါရှင်စနစ်ပုံမှာကဲပုံစံလေးဖတ်ကြရအောင်ဒီချေကဖတ်ပြပါမယ်တရိစံယုံတယုံတွင် ကြားမကြီးတကောင်နှင့် ဈာပေါက်ကလေးတစ်ကောင်ရှိသည်ပရိသတ်ယုံမှာဈာမကြီးတစ်ကောင်ဈာပေါက်ကလေးတစ်ကောင်ရှိတဲ့နှစ်ကောင်ဈာမကြီးရဲ့ကိုယ်အလေးချိန်သည်82ကီလိုဂရမ်ဖြစ်ပြီးဈာပေါက်ကလေး၏ကိုယ်အလေးချိန်သည်12ကီလိုဂရမ်ဖြစ်ပါသည်ဈာမကြီးရဲ့ကိုအလေးချိန်ကဈာပေါက်ကလေးရဲ့ကိုအလေးချိန်ရဲ့အစဘလောက်ရှိတယ်လဲကိုလို့ကျင်ပါတယ်အဲ့တော့ဈာပေါက်ကလေးရဲ့ကိုအလေးချိန်ရဲ့ ဗနစကကြားမကြီးရဲ့ကိုအလေးချိန်ဖြစ်တယ်လေကြားပေါက်ကလေးရဲ့ကိုအလေးချိန်ရဲ့ဗနစကကြားမကြီးကိုအလေးချိန်ဖြစ်တယ်လေကြားပေါက်ကလေးရဲ့ကိုအလေးချိန်ကစနစ်အဲ့တော့စနစ်ရဲ့ဗနစက82 ဖြစ်တယ်လဲလို့မေးတာပါစနစ်ရဲ့ဘနစာက8စနစ်ဖြစ်ပါသည်ဆိုတာကိုတို့တွေညညာချင်းလေးရေးလိုက်ကြရအောင်စနစ်ရဲ့အစဆိုတော့မြောက်ပါမယ်စနစ်ရဲ့အဲ့တလောက်အစကတဲ့8စနစ်ဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်ညညာချင်းလေးရေးလိုက်ပါပဲရှင်အဲ့တော့ဒီညညာချင်းထဲမှာဒီချေတို့ကကွက်လက်လေးကိုလိုချင်ပါတယ်ကွက်လက်ကလေးကိုလိုချင်ရင်တို့တွေဘာလုပ်ကြမှာလဲ8စနစ်ကိုဘယ်သူနဲ့စားမှာလဲစနစ် ်နဲ့စားမှာပေါ့ဟုတ်ပါပြီအဲ့တော့ခုနှစ်စနစ်ကိုစနစ်နဲ့စားကြရအောင်ဟိခုနှစ်စနစ်ထဲမှာစနစ်ဘယ်နှကြိမ်ပါသလဲတို့တွေလုပ်ကြည့်မယ်စနစ်တလီစနစ်စနစ်နလီ24စနစ်3လီ36စနစ်လေးလီ48စနစ်5လီ6စနစ်6လီခုနှစ်စနစ်ဖြစ်ပါတယ်အဲ့ဒါကြောင့်တို့တွေရဲ့အဖြေက6အဲ့ဒီတော့အဲ့ဒီ6ကိုဒီညီမချင်းလေးတွေမှာထည့်ပြီးတော့တို့တွေပြောကြည့်မယ်ဟိ စနေရဲ့6ဆက82ဖြစ်ပါတယ်ပုံစံအရာဆိုလို့ရှင်ဂျားပေါက်ကလေးရဲ့ဂျားပေါက်ကလေးကိုအလေးချိန်ရဲ့6ဆက82ဂျားမကြီးရဲ့ကိုအလေးချိန်ဖြစ်ပါတယ်ရှင်နားလည်သွားပါပြီလားရေနားလည်သွားပါပြီရှင်အဲ့ဒါကြောင့်ဘယ်နှစလဲ6ဆအဲ့တော့တအားတို့တမလို့ရေအဖြေထူးကြရအောင်ဂျားပေါက်ကလေးရဲ့ ကြားပေါက်ကလေးကိုအလေးချိန်ရဲ့ဘနက်စားကကြားမကြီးကိုအလေးချိန်ဖြစ်ပါတယ်လေဟုတ်တယ်၆ဆပါရှင်နားလည်ပါပြီလားโอเคကဲအဲ့ဒါဆိုလို့ရှိရင်တားတို့တမီးတို့ကဂိမ်းတစ်ခုရဲ့အစကိုမှန်ကန်စွာရှာနိုင်တော့ပါပြီလားရှာနိုင်တော့ပါပြီเนาะအဲ့တော့ grade 2မှာတော့ကဂိမ်းတစ်ခုရဲ့အစရဲ့ တန်ဖိုးကိုတို့တွေရရှာခဲ့ကြတာပါအခု grade 3ရောက်တော့ဂိမ်းတစ်ခုရဲ့အစကိုတို့တွေမှန်ကန်စွာဘာလို့တက်သွားပြီ ਨੇ ရှာတက်သွားပါပြီရှာတက်သွားပါပြီရှင်ဟုတ်ပါပြီအားဆိုလို့ရှင်ဒီထဲရဲ့ video လေးကိုခဏလေးရပ်ပါမယ်ရှင်နော် okay teacher တို့ခဏလေးနားပြီးသွားပြီဆိုတော့နောက်ထပ်ပုံစံလေးကိုဆက်တွေ့ကြရအောင်เนาะအဲ့တော့တအားတို့တမလို့ရေ number 7ပါရှင့် teacher ရဲ့ပုံစံလေးဖတ်ပြပါမယ် ဘူးတပူးတွင်တကြားလုံး85လုံးရှိသည်ဘူးထဲတွင် sorry ဘူးထဲရှိတကြားလုံးအရေအတွက်မှာအထုပ်ထဲရှိတကြားလုံးအရေအတွက်ဤမာလာစဖြစ်သည်အထုပ်ထဲတွင်တကြားလုံးမြင်းများရှိသည်နောက်တစ်ခါပြန်ဖတ်ပြပါမယ်ဘူးတပူးတွင်တကြားလုံး85လုံးရှိသည်ဘူးတဲရှိတကြားလုံးအရေးအတွက်မှာအထုပ်သေးရှိတကြားလုံးအရေးအတွက်ဤငါးစဖြစ်သည် အထုပ်သေးတွင်တကြားလုံးမြည်များရှိတနေပုံစံလေးကိုရပါပြီနော်ဟုတ်ပါပြီကဲအဲ့ဆိုလို့ရှိရင်ဒီပုံစံလေးမှာဘာပေးထားပါတလဲ85ပေးထားတယ်9စပေးထားပါတယ်ရှင်85လုံးเนาะအဲ့တော့85ဆိုတာကဘာကိုပြောတာလဲဘူးတပူးထဲမှာရှိတဲ့တကြားလုံးကိုပြောတာပါရှင်အဲ့တော့9စဆိုတာက9စဆိုတာက ဘူးထဲမှာရှိတဲ့အရေးအတွက်ကတဲ့အထုပ်ထဲမှာရှိတဲ့အရေးအတွက်ရဲ့ငားစအဲ့ဒီတော့တီချေရုကိုဗာမေးပါတဲ့အထုပ်ထဲမှာရှိတဲ့တကြားလုံးဘလောက်ရှိသလဲအထုပ်ထဲမှာတကြားလုံးဘလောက်ရှိသလဲကိုမေးတာပါရှင်ဟာ grade 2တုန်းကကိန်းတစ်ခုရဲ့အစကတန်ဖိုးဘလောက်လဲဆိုတော့တို့တွက်ခဲ့တယ်ဟုတ်ပြီနော်ပြန်ပြောမယ်နော် grade 2မှာတော့ ဂိမ်းတစ်ခုရဲ့အစကတန်မိုးဘယ်လောက်လဲဆိုတာကို တို့တွေတွက်ခဲ့ပါတယ်။အခုအရှိမာတုန်းကဒီချေတို့တွက်ခဲ့တာကဂိမ်းတစ်ခုရဲ့အစဘယ်လောက်ကတန်မိုးတစ်ခုဖြစ်တယ်လဲဆိုတာကိုတို့တွေတွက်ခဲ့တယ်။ဟုတ်ပြီနော်။အခုဒီတစ်ခေါက်ကြတော့အဲ့ဒီဂိမ်းတစ်ခုကိုမေးထားတာပါရှင့်။အဲ့ဒီဂိမ်းတစ်ခုရဲ့အစက ဒီလောက်ဖြစ်ပါတယ်လို့ပြောထားတာပါရှင်။ဟုတ်ပြီနော်။ Okay ကဲအဲ့ဒါဆိုလို့ရှင်တတို့သမလို့ကအစနဲ့ပတ်သက်ပြီးတော့ရှင်းသွားပါပြီလား။ရှင်းတော့ပါပြီเนาะဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်နားကြည့်ကြရအောင်ဒီကျတို့မြင်မှန်ကြပုံတွေကိုတစ်ချက်လောက်ကြည့်ပါမယ်ဒီကျတို့မှာနှစ်မျိုးရှိပါတယ်အထုပ်နဲ့ဘူးနဲ့ရှိပါတယ်အဲ့တော့ဘူးထဲမှာရှိတာက85လုံးအထုပ်ကဘယ်နှထုပ်လဲဆိုလို့ရှိရင်တိတလား နော်အထုပ်က နော်အထုပ်ရဲ့အထုပ်ထဲမှာရှိတဲ့တကြားလုံးရဲ့၅ဇက85ဖြစ်ပါတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအထုပ်တထုပ်မှာတကြားလုံးဘယ်နှလုံးပါမလဲဆိုတာကိုဒီချေတို့သိကြတာပေါ့အဲ့ဒီတကြားလုံးအရင်အတွက်ရဲ့၅ဇက ဖြစ်နေဆန်ကားဖြစ်တယ်အဲ့တော့အဲ့ဒီတကြားလုံးအရေးအတော့ကိုတီချယ်တို့ကလိုချင်တာနော်ဟုတ်ပြီအဲ့ဒါလေးကိုတီချယ်တို့ကထုတ်ထဲမှာရှိတဲ့တကြားလုံးကိုတို့တွေက၄00တုံးလေးထားလိုက်မယ်ထားပြီးွားလို့ရှိရင်ဒီအကြောင်းအရာကိုတီချယ်တို့ကအမြောက်နဲ့အရင်လို့ဖော်ပြပါမယ်အဲ့ဒီအထုတ်ထဲမှာရှိတဲ့တကြားလုံးအရေးအတွက်ရဲ့၅စားက85ဖြစ်ပါတယ်အဲ့ဆိုတီချယ်တို့ဒီ၄00တုံးကြီးကိုလိုချင်ရင်ဘာလုပ်ရမလဲဟုတ်တယ်နော်အရှိကလိုပဲတို့တွေ85ကို9နဲ့စားလိုက်ရပါမယ်ရှင်ဘာလို့ရပါလဲ 85ကို9နဲ့စားလိုက်ရင်အဲ့ဒီ4000တုံးရဲ့အဖြေရလာတာပေါ့ဟုတ်ပြီအဲ့တော့85ကို9နဲ့စားကြရအောင်85တဲ့မှာ9ကဘယ်နှကြိမ်ပါတယ်လဲတို့ရေးစားကြည့်ကြပါမယ်အဲ့တော့90ထဲကျော်နေပြီဆိုတော့ဒေါင်လိုက်စားမှာပေါ့ကဲ85ကိုတို့ရေးဒေါင်လိုက်9နဲ့စားကြည့်ရအောင်9တလီ9အဲ့တော့ခုနှစ်ထဲက9နှုတ်တော့2အနောက်က90ချလိုက်တော့25အဲ့တော့99လီ 25 25ရက်25အောင်နှုတ်လိုက်တော့3ညအဲ့ဒါဆိုလို့ရှိရင်တီချယ်တို့ဘလောက်ရပါတလဲ25 okay အဲ့ဒီတော့အထုပ်ထဲမှာရှိတဲ့တကြားလုံးအရေးအတွက်ကဘလောက်လဲ25လုံးဖြစ်ပါတယ်ရှင်နားလည်ပါသလားဟုတ်ပြီเนาะအဲ့တော့ဒီညညချင်းလေးက အထုပ်ထဲမှာ sorry 15လုံးရဲ့5စားက85ပါတဲ့အဲ့တော့ပုံစံလေးတည်းအတိုင်းပြန်ပြောမယ်ဆိုရင် အထုပ်ထဲမှာရှိတဲ့ကြားလုံးရဲ့5စားကဘူးထဲမှာရှိတဲ့အရေအတွက်ကြားလုံးအရေအတွက်ဖြစ်ပါတယ်တဲ့နားလည်ပါသလား ောက်ပြီးတော့ပုံစံလေးတွေကတစ်မျိုးနဲ့တစ်မျိုးပြောင်းသွားပါတယ်အဲဒါကြောင့်ဒီချေကခုနကတော့ခဏလေးနားမယ်လို့ပြောထားခဲ့တာနော် okay အဲ့ဒီအတိုင်းကိုဒီချေတို့တွေကနံပါတ်73တွက်လိုက်ကြရအောင်ရှင့်အဲ့တော့နံပါတ်73ဒါလို့တမလို့ရဲ့တင်ချာစာအုပ်ထဲမှာဒီချေကိုနံပါတ်73ပုံမှားလို့တက်ပေးပါရှင့်ကဲအဲ့တော့ဒီခြေကပုံစံလေးဖျက်ပြပါမယ်မင်းတို့တွေကနားထောင်ပြပါနော်73ပုံမှဆွဆူဤယခုအရက်တီ140စင်တီမီတာရှိပြီ သူမွေးဖွားစဉ်ကရှိသည့်အရက်ဤလေးစဖြစ်သည်သူမွေးဖွားစဉ်ကအရက်ဘလောက်ရှိတလဲတဲ့ပြန်ဖက်ပြပါမယ်ဒီပုံစံလေးကိုဒီပုံစံလေးကိုဒီချက်ပြန်ဖက်ပြပါမယ်စွစွဤအရက်သည်140စင်တီမီတာရှိပြီးသူမွေးဖွားစဉ်ကရှိတဲ့အရက်ဤလေးစဖြစ်ပါတယ်သူမွေးဖွားစဉ်ကအရက်ဘလောက်ရှိတလဲโอเคကဲအဲ့ဒါဆိုလို့ရှိရင်သူမွေးဖွားစဉ်ကအရက်ကိုဒီချက်တို့လိုချင်တာပေါ့သူမွေးဖွားစဉ်ကအရက်ကိုတိပါသလား ဟွန်းမသိဘူးအဲ့ဒီတော့သူမွေးဖွားစဉ်ကအရရရလေးစားကယခုအရမဟုတ်ဘူးလားဟိဟုတ်ပါပြီเนาะမွေးဖွားစဉ်ကအရကိုလိုချင်တယ်အဲ့ရရလေးစားကယခုအရယခုအရကတရ40ပေါ့ โอเคอ่ะဆိုလို့ရှင်ဒီပုံစံထဲမှာဒီညီညာချင်းထဲမှာတီချဲတို့ကမို့သူမွေးဖွားခြင်းကအရေးဖြစ်တဲ့၄တောင်တုံးလေးကိုလိုချင်ပါတယ်အဲ့တော့၄တောင်တုံးလေးကိုလိုချင်ရင်ညီညာချင်းဘယ်လိုပုံစံပြောင်းရမလဲပြုံး140ကိုဘယ်သူနဲ့စားမှာလဲ၄နဲ့စားမှာပေါ့ဟုတ်ပြီအဲ့တော့တီချဲတို့ကဘေးမှာစားပါမယ်ရှင်ဘေးမှာစားပါမယ်เนาะအဲ့တော့ ေးမှာအကျန်းပုံစံမျိုးလေးစားပါမယ်140ကိုတအားတို့တမလို့ရေး၄နဲ့စားလိုက်ကြရအောင်1ကိုစားလို့ရလားရာနေရာကိုစားလို့ရလားမရအဲ့တော့10အထိယူမယ်နော်အဲ့တော့စားလက်က10ပေါ်မှာဒူရီရေးရပါမယ်14ကို၄နဲ့စားကြရအောင်ဟေး14မှာ၄ရဘယ်နှခေါက်ပါနေလဲ၄တယ်လီလေး၄နှစ်လေးရှင်၄သုံးလီစနစ်၄လေးလီ16 no မရတော့ဘူး၄သုံးလီစနစ်ပါနေပါတယ်ရှင်၄သုံးကပါနေတယ်၄သုံးလီစနစ်14တဲကစနစ်နှုတ်လိုက်တော့1အနောက်ကပါဆွဲချပါလဲ3ညအဲ့ဒီ တော့ဘနဲ့ဆယ်လေနဲ့ဆယ်နဲ့ဆယ်မှာ၄ဘနဲ့ခါပါနေလေဆိုကြည့်ကြရအောင်၄တလီလေး၄နှစ်လေးရှစ်၄သုံးလေးဆက်နဲ့၄လေးလေးဆက်ချ၄ငါးလေး20 20မှာ၄ငါးကပါနေပါတယ်ရှင့်၄ငါးလေး20 20ရဲ20နှုတ်လိုက်တော့ 3ညအဲ့ဒါဆိုလို့ရှိရင်ဒီချက်တို့အဖြစ်ဘယ်လောက်ရလဲစားလည်းဘယ်လောက်ရတယ်လဲ35အဲ့ဒီတော့သူ့မွေးဖွားစဉ်ကအရက်ကဘယ်လောက်ရှိပါတလဲဟုတ်တယ်35စင်တီမီတာရှိပါတယ်ရှင် sorry 35ပဲအရင်ရေးလိုက်ပါတော့35အဲ့တော့အဲ့ဒါကိုဒီညီညီရာချင်းနဲ့မှာထည့်ပြီးတော့ဒီချက်သဘောတရားလေးပြောပြမယ်ဒီနေရာမှာကမင်းတို့လိုက်ရေးကြမလို့နော်35ဖြစ်သွားပါပြီအဲ့တော့ဆိုလိုတဲ့သဘောက ต้องจะงายลีซากะจะยาลีเจ็บไปเปลี่ยนเดี๋ยวบอกไหมต้องจะงายลีซากะจะยาลีเจ็บไปต้องจะงาสุรากะมือว่าจะงายเย่มือว่าจะงายเย่ลีซากะชักคู่เย่เจ็บไปเนาะทบบอกไปแต่ละน่าเลยมาแต่ละโอเคอาจจะดูดิอาจจะทุกอย่างอังหิอายอาตัวเวทุพัตโตเย่ยี่พีเอพีเอดีโดตัวมือว่าจะงายเย่เป็นเราชีแต่ละต้องจะงาเซ di mita okay ဟုတ်ပါပြီရှင်အဲဆိုရင်ဒီကျဲတို့နံပါတ်14ကိုတက်လိုက်ကြရအောင်ပါနံပါတ်14ဒါတို့သမလို့ရဲ့စာအုပ်ထဲမှာဒီကျဲကို14ပုံမှလို့တက်ပေးပါရှင်ဟုတ်ကဲ့ပုံစံလေးကိုပုံစံလေးဖတ်ပြပါမယ်ရုပ်ပြစာအုပ်တအုပ်ကို450ကျပ်ပေးရသည် ရင်းတံပိုးအဲ့ဒီ450ကျပ်ကားတဲ့ ဗလာစာအုပ်တံမိုးဤ၃စာဖြစ်လျင်ဗလာစာအုပ်တအုပ်ကိုဘလောက်ပေးရမလဲပြန်ပြောပါမယ်ရုပ်ပြစာအုပ်တအုပ်ကို450ကျပ်ပေးရတယ်အဲ့ဒီတံမိုးကဗလာစာအုပ်တံမိုးရဲ့၃စာဖြစ်တယ်ဆိုရင်အဲ့ဒီဗလာစာအုပ်တံမိုးကဘယ်လောက်လဲအဲ့တော့သားတို့သမလို့ရင်ဒီပုံစံထဲမှာဘာပေးထားပါသလဲ450ပေးထားတယ်၃စာပေးထားတယ်450ဆိုတာက ရုပ်ပြစာအုပ်ရဲ့တံမိုး၃စာဆိုတာကအစာပေါ့နော် မေးရတာကဗာမေးရလဲဗလာစာအုပ်ရဲ့တန်ဖိုးကိုမေးတာပါအဲ့တော့ဒီပုံစံထဲမှာဆိုရင်ဒီချေတို့တွေကဗလာစာအုပ်တန်ဖိုးရဲ့၃စကား ဒီ450ဖြစ်တာပေါ့ပြန်ပြောပါမယ်ဗလာစာအုပ်တန်မှုရဲ့၃စာက450ဖြစ်ပါတယ်အဲ့တော့ဗလာစာအုပ်တန်မှုကိုလိုချင်နေဆိုတော့မတိကိ၄000တောင်းလေးထသူ့ရဲ့၃စာဆိုတော့အမြောက်၃ပေါ့အစဆိုတာအမြောက်ပြီးတော့အဲ့ဒါကဘယ်လောက်လဲ450ဖြစ်ပါတယ်နော် ဟုတ်ပါပြီအဲ့တော့ဒုတိယလိုချင်တာက၄တောင်တုံးလေးပါရှင့်အဲ့ဒီတော့ဘာလို့ကြာမှာလဲအမြောက်ကနေအစာညီများချင်းပြောင်းလိုက်ပုံ450ကိုဘယ်သူနဲ့စားမှာလဲ yes သုံးနဲ့စားပါမယ်ရှင့် okay ညာဘက်မှာဒုတိယစားပါမယ်နော်ညာဘက်မှာအကျန်းလေးနဲ့စားပါမယ်နော်အကျန်းလေးနဲ့စားပါမယ်အဲ့တော့450ကို3နဲ့စားကြရအောင်ပါ3တလီ tổ lý đấy các tổ ngôn nói <laughs> lại cho chị anh học cái bài sẽ chào mà lên ngã sang ngã rồi tổ lý số ba mấy tổ trả lý tổ tổ này lý chào tổ tổ lý cố tổ lý lý sang này tổ ngã lý sang ngã chỉ ba mấy sang ngã sang ngã đấy các sang ngã nói lại cho tổ nhà anh học cái bài sẽ chào mà lên tổ nhà ai đi cho tổ nhà lý tổ nhà nhà mình là nói lại cho tổ nhà tổ nhà lý nhà nhà này နော်ဟုတ်ပါပြီရှင့် okay အားဆိုလို့ရှိရင်တီချဲတို့စားလက်ဘယ်လောက်ရလဲ150ပါရှင့်ရေးလိုက်ပါမယ်150ဒါလေးကအကျန်းပုံစံမျိုးလေးဘေးမှာတွက်ပြပါเนาะဒီအောင်မှာမတွက်နဲ့တော့เนาะโอเคအဲဆိုလို့ရှင်ခြေတို့ဒီလေးတော့တုံးလေးရဲ့အဖြေကဘယ်လောက်ရလဲ150အဖြေထိုးကြရအောင်အာရင်အာတဝေထိုးဖောက်တို့ရဲ့အဖြေအဖြေ150အဲ့ဒါကဘာလေးလဲဆိုရင်ဘလာစာဥရဲ့တန်မှုဖြစ်ပါတယ်အဲ့ဒါကြောင့်150 ချက်ဖြစ်ပါတယ်ရှင်နားလည်လားဟုတ်ပြီအဲ့ဒီ150ချက်ကိုဒီတည်းဒီချက်ကဒီနားလေးမှာစားထိုးပြီးတော့ညီမချင်းလေးရဲ့သဘောတရားကိုဖတ်ပြမယ်150ရဲ့3စားက450ဖြစ်ပါတယ်ပြန်ဖတ်ပါမယ်150ရဲ့3စားက450ဖြစ်ပါတယ်ရှင်အဲ့တော့ပုစာလေးတွေကအတိုင်းဖတ်ပြမယ်ဆိုလို့ရှိရင်ဗလာစာအုပ်တန်မိုးရဲ့3စားကရုပ်ပြစာအုပ်တန်မိုးဖြစ်ပါတယ် ဘလာစာအုပ်တံမှုရဲ့သုံးစားကရုပ်ပြစာအုပ်တံမှုဖြစ်ပါတယ်အဲဒါဆိုရင်အစရဲ့သဘောတရားလေးကိုနားလည်သွားပါပြီလားဟုတ်ပြီနော်အဲ့တော့အစရဲ့သဘောတရားကဂိမ်းတစ်ခုရဲ့အစကိုလို့ချင်းဒီချေတို့ကမြောက်မှာပဲနော်အဲ့ဒီမှာမှဒီချေတို့ကအဲ့ဒီဂိမ်းတစ်ခုကိုရှာတာ ਨੇ တို့တွေကအစကိုရှာတာဖြစ်ပါတယ်အဲ့တော့မူရင်းအစရဲ့သဘောတရားဖြစ်တဲ့အမြောက်ညီမြချင်းကိုအရင်ရင်ကိုလိုချင်တာကိုကြည့်ပြီးတော့မှတို့တွေကညီမြချင်းပုံစံကိုကြောင်းရမှာဖြစ်ပါတယ်အမြောက်နဲ့ဆက်နွယ်နေတာကအစားဖြစ်ပါတယ်เนาะအဲ့ဒါလေးကို ခေါင်းထဲမှာမှတ်မိမှတ်ထားပြီးရပါပြီရှင်။အဲဆိုရင်ဒီချေတို့ကအစရဲ့သဘောတရားလေးတွေအစအကြောင်းလေးတွေကိုတည်သွားပြီဆိုတော့နောက်ဗီဒီယိုကြာလို့ရှင်ဒီချေတို့စိတ်တွတ်တွတ်ကြမယ်နော်။ Okay, နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်။တတ။